တာဆိုတော့ထိုင်ကုန်နေရာထိုင်ပြီးရင်ပြန်တိုက်ပြီးချစ်ချစ်ဖြစ်ချင်ထိုင်ကုန်နေရာထိုင်ပြီးရင်တိုက်ပြီးနေပတ်တဲ့အလုပ်ကိုလုပ်အောင်မတာဝန်ရှိရဲ။ဟင်းအမှန်တော့မဟုတ်တော့ဘူးဗျ။နိုင်ငံတိုင်းဝင်ကြီးစနာလဲရောဒီလက်ရှိနိုင်ငံတော်ကြီးအုပ်ချုပ်နေတဲ့ဘုံချုပ်ကြီးမြောင်လိုင်းရောပဲ။ခင်ဗျားတို့ကဗစက်ကြီးတွေပိတ်နေကြတာဘာလို့နေကြတာလဲခင်ဗျားတို့။ကျွန်တော်ကြီးမေးပြီ။ကျေတော့ကျွန်တော်ဒီကနေ့မတ်လ73ရက်နေ့မနပါလီတစ်ဖက်ထုံးကြနိုင်မယ်။မနေ့ကညနေဒီကနေ့မနေ့ထီအောင်နောက်ဆုံးတရတဲ့ဒရင်တွေကိုတက်နိုင်တယ်လို့ချင်းချုံပြီးတော့ဖတ်ပြပြပါမယ်ဒီကနေ့မနေ့ကတော့ဒရင်တွေတိတ်ပြီးတော့ များများဆဆမရှိပါဘူးမနေ့အညာရုပ်တံပြီးတော့ခိုင်းထဲမှာအကုန်တော်တော်များများကိုကျွန်တော်ပေါင်းပြီးတော့ဖတ်ပြသွားတယ်ဆိုတော့ကမနေ့အညာကျွန်တော်မြန်မာနောင်းကိုတင်လာတဲ့ပရမအောင်ဆုံးသတင်းပုတ်ဆိုရင်တော်လိုင်းရင်နေမီများမှာရင်သနာဒုဖော်ရဲ့ရုရှားကိုစစ်ကုံစီကဖိတ်ခေါ်လိုက်ပါဆိုတဲ့သတင်းပါပဲသတင်းပြည်စုံကတော့တရားလေးကျွန်တော်တို့ထိန်းချုပ်လာတဲ့မိုးကုတ် KIA နဲ့ NUG တို့ထိန်းချုပ်ရန်စ조사နေတဲ့ဖားကန့်ခန်းဒီတနိုင်းမွန်းကြီးတို့မှာကြောက်ွက်လုတ်ွက်များ ခြာပေးပါမယ်ဆိုပြီးတော့စစ်ခွေးကောင်းဆောင်မင်းအောင်လှိုင်ကတော့ရုရှားကိုကျွန်တော်ကန်လန်ထားပါတယ်ရုရှားစစ်ပွဲသမားများခြေချရန်မဲဆော်တဲ့အထင်းမှာရခိုင်တို့အေးထိန်းချုပ်ထားတဲ့နိုင်ငံအနောက်ပိုင်းဒေသမှာပါဝင်ပါဘူးလို့ထို့သောချန်လက်ထားမှုကစစ်ကောင်စီနဲ့ရုရှားတို့အကြားမှာသဘောတူလာတဲ့မြန်မာရုရှားမပလီကန်းကြီးအင်အားစီမံကိန်းကိုရခိုင်တို့အေကသိမ့်ပိုက်ထားခြင်းနဲ့ဆက်ဆက်နိုင်ပါလေဆိုတော့ကတော်သေးတာပေါ့ရခိုင်တို့အေကဟိုနေ့ကရန်ကပြက်ပြီးတော့ မင်းအောင်လိုင်းရဲ့သားအောင်ပြည့်စုံအပါဝင်ငပလီမှာရှိတဲ့ခရိုနီတွေအကုန်လုံးရဲ့ဟိုတယ်ဒီအားလုံးကိုချစ်ပစ်လိုက်တယ်ဆိုတော့ကဆက်ပြီးတော့ဖတ်ပြရမေးဆိုရင်စစ်ဖြစ်နေတဲ့နေရာများတွေရင်းနှီးမြှုပ်နှံရန်တွန်းဆုံနေသည့်ရုရှားတို့ကိုလက်တွေ့ကြုံတွေ့နေရတဲ့တချို့သောအခက်အခဲတွေကိုခမားတို့ခေါင်းထဲမှာတိတ်မထည့်ထားပါနဲ့ဒါတရင်ငါလာဖြစ်ပါလေဆိုပြီးတော့ကျွန်တော်အဲ့ဒီရလေအယုတ်တန်ပြီးတော့ပေါင်းကြည့်လိုက်ရတယ်ရုရှားကျွန်တော်စီးပွားရေးလုပ်ငန်းရှင်တွေကိုမင်းအောင်လိုင်းကခမားတို့ဓာတ်တွေကိုခေါင်းထဲကိုတိတ်ပြီးတော့ထည့်မထွက်ထားပါနဲ့ဒါတွေကတရင်ငါပါဆိုပြီးတော့ တော်လိုင်းတက်ဖို့ရေတိမ့်ပတ်ထားတဲ့တော်လိုင်းနေမီဒီမှာယေသနာတူးဖို့ဖို့ဆိုပြီးတော့သူ့ပထွေးရုရှားကိုဗရန်ပင်စစ်ခွေးကောင်းဆောင်မင်းအောင်လိုင်းကန်လန်လိုက်ပါလေဆိုပြီးတော့မင်းညားတော့ကျွန်တော်မြန်မာနောင်းတော့အယူဆုံးတင်ပေးထားပါတယ်အဲ့တော့ပြောချင်တာကတော့တရုတ်ဒီသာအမိရုရှားဒီသာအဖဆိုပြီးတော့အောက်ကပြည်သူတွေရဲ့ရေးကုန်ပြီး မြန်မာပြည်တွင်းကတရားစာရတဲ့အကုန်လုံးကိုခိုးပြီးတော့ကျွန်တော်ရောင်းရတာအားမရလို့အခုလည်းကျွန်တော်ရုရှားမှာစာချုပ်တွေချုပ်ဆိုခဲ့တာမနှဲပါဘူးဘီလာရုမှာလည်းစာချုပ်တွေချုပ်ဆိုခဲ့တယ်ဆိုတော့ကကျွန်တော်ထင်တာကတော့မြန်မာပြည်ပြည်လုံးမြန်ရောင်းစားခဲ့ပြီလားတော့မသိပါဘူးအဲတော့မင်းတို့ဟိုဘက်ရောက်ကကအမျိုးဘာသာသာသနာဆိုပြီးတော့ဖင်ကုန်းကုန်းအောင်နေတဲ့အရန်ကိုအမျိုးချစ်ပြနေရခွေးစလုံးသားအယူကိုက်ဘုံမတိုင်မင်းတို့ကြားတယ်နော်မင်းတို့ပထွေးမင်းအောင်လည်းတရုတ်ကိုလည်းရောင်းစားရတယ်ကုန်းစလုံးနှီးမရှိနေပြီအခုလည်းထပ်ပြီးတော့ရုရှားကိုရောင်းစားဖို့ကြံနေရဆိုတော့က တရင်ပြေဆုံးကတော့ကျွန်တော်ဘေးမှာခြာပေးထားပါတယ်အဲဒုတိယကျွန်တော်တရင်ဘုတ်ကတော့တမူးမြို့နယ်ကဘောဂျိုင်ဝမ်ဒေသကိုမနိပူရာပြည်နယ်ရဲ့ထက်တွင်းဘုတ်ကိုအိန္ဒိယလွှတ်တော်မှာအစိုးတင်တွင်းထားပါတယ်ဆိုပြီးတော့မနိညာအဲ့ဒီတရင်ကြီးကတော်တော်လေးကိုဆိုရှယ်မီဒီယာမှာပေါ်လို့ရိုက်နေရပါတရင်ပြည်ဆောင်ကတော့အိန္ဒိယမြန်မာနယ်စပ်ချင်းလူမျိုးတွေနေထိုင်တဲ့တမူးမြို့နယ်ကဘောကျွန်တော်တို့ဂျိုင်ဝမ်ဒေသကိုပြန်လည်သိမ်းယူပြီးတော့မနိပူရာပြည်နယ်ထဲကိုထွက်တွင်းဖို့ဖို့ကိုမက်လာဆယ်ရင်းကကျင်းပတဲ့ အိန္ဒိယအထက်လွှတ်တော်အစည်းအဝေးမှာမနီပူရာပြည်နယ်လွှတ်တော်အမတ်တူကတော့အိန္ဒိယဘိုးအစိုးရကိုတင်သွင်းခဲ့တယ်ဆိုပြီးတော့မနီကလည်းအိန္ဒိယနိုင်ငံရဲ့ကျွန်တော်သတင်းစာရေးထဲမှာလည်းအကိစ္စကတော်တော်လေးကိုပြန့်နှံ့နေပါတယ်အဲ့တော့ကော်နီကပြောတာတော့အချက်နဲ့အလဲနဲ့ကိုပြောတာဘယ်လိုပြောလဲဆိုတော့ကျွန်တော်သတင်းကိုချုပ်ပြီးတော့ဖတ်ပြမေးဆိုရင်အိန္ဒိယရဲ့ပထမအောင်ဆုံးကျွန်တော်ဝန်ကြီးချုပ်ဖြစ်တဲ့ဒါဒီနေရူဝါတဲ့မြန်မာဝန်ကြီးချုပ်ဦးနှုနဲ့ကျင်းပခဲ့တဲ့အစည်းအဝေးတစ်ခုမှာဂေါ်ဘောချိုင်ဝမ်ဒေတာကိုမနီပူရာပြည်နယ်အစိုးရနဲ့ တိုင်ပင်မှုမရှိပဲမြန်မာနိုင်ငံနဲ့လက်ဆောင်ပြေးပေးခဲ့ခြင်းဖြစ်ကြောင်းယခုလိုပေးရတဲ့လိုရက်ကမနီပူရာပြည်ရဲ့တမိုင်းမှာအမောင်ဆုံးချိန်ဖြစ်ခဲ့တဲ့ဘာညာဆိုပြီးတော့အိန္ဒိယနိုင်ငံအထက်လို့တော့မှာဆွဆွဲပြီးတော့ကျွန်တော်ပြောဆိုခဲ့ပြီးတော့ တရင်ဆိုင်မှာလည်းမင်းကတော်တော်လေးကိုပြန့်နှက်လာပါတယ်အဲ့ဒါနဲ့ကျွန်တော်တို့မဟုတ်ဖဲနဲ့ကိုတနည်းအားလည်းကျွန်တော်ဒီအိန္ဒိယလွတ်တော်အမှတ်ကလည်းဒီချင်းပြည်နယ်ကိုအိန္ဒိယနဲ့လာရောက်ပြီးတော့ပူးပေါင်းရဲ့ဘာညာဆိုပြီးတော့ဒီကောင်တွေလာရောက်ပြီးတော့ကျွန်တော်စီလုံးသေးတယ်ဒါမင်းလည်း CNF ကျွန်တော်တို့ CN နေပြောဝေးဆောင်ဝင်ရှိသူစလိုင်းထက်နေကတော့ဘလို့တုံးပြန်ပြောဆိုလာလဲဆိုတော့ကျွန်တော်တို့အနေနဲ့တခြားနိုင်ငံရဲ့နိုင်ငံရေးအချုပ်အခြာတွေပအဝင်ပေါင်းစည်းဖို့ဆိုတဲ့ policy တွေမရှိပါဘူးအာနာရှင်မန်သမ ्या ကိုတော့ဒါအပြီးချိန်မုံပြီးတော့ Federal ပြည်ထောင်စု တီဆောင်ရေးတို့ပဲတိုက်ပွဲဝင်နေရမှာဆိုပြီးတော့ကျွန်တော်တို့ဒီချင်းပြည်နယ်တပ်ဦးကလည်းပြောဆိုထားပါတယ်ဆိုတော့ကတော့အိန္ဒိယကကျွန်တော်တို့ဒီနှစ်ခါရှိသွားပြီပထမတစ်ခါလေးဒီချင်းပြည်နယ်ကိုသူတို့ကလာရောက်ပြီးတော့ပူးပေါင်းမှုဒီကောင်တွေအတင်းလှုပ်ဆောင်ပြီးတော့စီးအောင်နေအခုတခါတော့ကျွန်တော်တင်မှုမြို့နယ်တွေကဘောချိုင်ဝမ်းဒေသကိုသူတို့မနိပူရာပြည်နယ်တွေကိုပြန်ထည့်သွင်းဖို့ဆိုပြီးတော့အိန္ဒိယကကျွန်တော်အထက်လို့တော့မှာ အဆိုပြုထားတယ်ဆိုတော့ကျွန်တော်တို့သတင်းလေးပါပဲသတင်းပြည်စုံကျွန်တော်ဘေးနားမှာခြာပေးထားတယ်အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးနောက်မှာကြော်မျိုးမင်းကတော့တော်တော်လေးကိုမင်းအောင်လိုက်နဲ့အကြမ်းဖက်စစ်ခွေးကအကောင်တွေကိုရေးလေလို့ကျွန်တော်နောက်မှာဒဲတွေဆော်ထားတယ်ဇုံမဲလုံးကလည်းမနေ့ကအသတင်းတက်လာပြီးတဲ့နောက်မှာပေါ့လို့ပဲသားတွေဖြေထားတဲ့ရုပ်တံပြီးတော့ဟန်လေးပါပါတယ်နောက်ထပ်ကျွန်တော်သတင်းတစ်ခုကတော့ရခိုင်တော်အေးထိုးစီကျွန်တော်တို့ပြင်းထန်လာခြင်းမှာကြောက်ဖြူအထူးစည်းပွားရေးဇုံစီမံကိန်းကိုအရှိန်ပြင့်တင်ရန်အာနာသိကျွန်တော်ဒုစီကောင်းဆောင်လက်ဖက်ချောက်စုံရတော့ ပြောဆိုလိုက်ပါတယ်ဆိုပြီးတော့မင်းညာသတင်းတက်လာပါတယ်သတင်းပြေဆောင်ကတော့ရခိုင်တို့အေးထိုးစစ်စင်မိုးနဲ့အတူကြောက်ဖြူမျိုးအနည်းထိတိုက်ပွဲတွေပြင်းထန်လာခြင်းမှာတရုတ်ဆိုးရနဲ့လက်မှတ်ကြုံသဘောတူထားတဲ့ကြောက်ဖြူအထူးစစ်ပွဲကြီးစုံကိုအောင်မြင်အောင်ကျွန်တော်တို့ဆောင်ရွက်ရန်စစ်ကောင်စီဒုတိယခေါင်းဆောင်လက်ဖက်ချော်ကျွန်တော်ဆိုးဝင်းကတော့ပြောဆိုထားပါတယ်ဆိုတော့ကသတင်းပြေဆောင်ကတော့မတ်လ17ရက်နေ့မှာနေပြည်တော်မှာပြုလုပ်တဲ့ မြမအထူးစီးပွားရေးဇုံဆိုင်ရာဘိုလ်စည်းဝေးမှာအဲ့ဒီကျွန်တော်စိုးဝင်းကပြောဆိုခဲ့တာပါတယ်အဲ့တော့စစ်ကောင်စီနဲ့တရုတ်နဲ့ကျွန်တော်ထိုးထားတဲ့တက်တန်းတိုးကျွန်တော်စာချုပ်ကလည်းပြည့်တော့မယ်သူတို့တိုးတင်အောင်လုံးဝမလုပ်နိုင်ကြဘူးဒါကြောင့်လုံးနေတာစီမံကိန်းတာဝန်ခံတွေတော့ထွက်ပြေးနေရတာလေဘလုံးလုံးနေမှာလဲဆိုပြီးတော့ကြောက်ဖြစ်မျိုးကန်စီးပွားရေးကျွန်တော်လုပ်ငန်းရှင်တူကပြောပါတယ်အဲ့တော့ကျွန်တော်ပြောချင်တာပေါ့ခုနေ့ကလည်းစီးပွားရေးပညာရှင် ဥစင်ကြီးကိုယ်တိုင်ပြောပြသွားတယ်ရခိုင်တဲ့တို့အေးရသူ့ဘာသူတရုတ်ကဖီးအားတွေရှိုးမကလို့တရုတ်နယ်ပဲဘလို့တွေသဘောတူပြီးတော့ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေရှိရှိရခိုင်တဲ့တို့အေးရတော့လက်လက်ချင်းနဲ့စော်ပြီးတော့ဒီကြောက်ဖြူကျွန်တော်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းကိုမရရောင်ကျွန်တော်ဟန်တားနေရအတွက်ကြောင့်စစ်ကုံစီကလည်းတရုတ်နဲ့ကျွန်တော်စာချုပ်ကလည်းတက်တန်းကျွန်တော်ပြည်တော်မယ်အဲ့ကြောင့်မို့ဒီကောင်လေးလုံးနေပြီးတော့ ဒုစစ်ခွေးကောင်းဆောင်လက်ဖက်ချောင်းစုံဝင်ရတော့အဲ့ဒီကျွန်တော်တို့ကြောက်ဖြူအထူးစည်းပွားရေးဆောင်စီမံကိန်းကိုအရှင်မြင့်တင်ဟာဟိုတနေ့ကနေပြည်တော်မှာပြောဆိုလိုက်ပါတယ်ဆိုတော့ဟာအဲ့ကြောင့်မလို့ဟိုတလုံးကကျွန်တော်တင်ပြဖတ်ပြတာလေ တရုတ်ကဒီဒက်လက်ကန်လုံချုံကြီးတက်ဖို့ဝင်နေအယောက်90နှစ်သုပ်ခွဲပြီးတော့လင်းနဲ့ရောက်ရှိလာပါလေဆိုတော့ကအကောင်ကြီးနဲ့ဘဲချဲကြောက်ပြူမှာမတာပုံးမယ်တော့မသိပါဘူးအဲ့တော့ရခိုင်နဲ့တော့အေးနဲ့ဒီနေ့နဲ့ဆက်ဆက်လို့ကျွန်တော်တို့ညောင်ချိုးမှာတိုက်ပွဲတွေကျွန်တော်လေးကိုပြင်းထန်နေပါတယ်တစ်ဖက်ကကျွန်တော် MRN နဲ့ရေကန်ဂျူဝါကုန်းကိုလည်းဒါရခိုင်နဲ့တော့အေးနဲ့ပူပေါင်းတက်ဖို့တွေကျွန်တော်အလုံးရဲ့ထိုးစစ်တွေစီးနေရတယ်ပြန်လေတဲ့ကျွန်တော်တရင်ကုန်းကိုဆက်ပြီးတော့ကြားဖို့ရှိပါတယ် တရင်ဒီဘက်မှာလည်းတရင်ကောင်းနေကြားလိမ့်မယ်လို့ကျွန်တော်ဟိုတရင်ကကြိုပြီးတော့ပြောခဲ့တယ်ကျွန်တော်တန်ယူမှုရတယ်တရင်ဆန်းတာလေးပြောပြတယ်ကိုမာဝေတို့ဖွဲ့နေကျွန်တော်ချိန်ပြီးတော့ကျွန်တော်ပွဲကြီးပွဲကောင်းနေကနေပါတယ်အဲ့တော့ကျွန်တော်တစ်ဖက်ကိုကြည်ဦးမလားတချို့ကလည်းကျွန်တော်လာပြီးတော့ပြောကြတယ်အကိုကြီးတဲ့ MD1 PDF ရဲ့တရင်လေးတွေတော်တော်လေးမြို့နေမကြားတာကြားပြီးဆိုတော့ကမကြားတာကြားပြီးဆိုရင် MD1 PDF နဲ့ပူပုံတက်ဖွဲ့တွေနေ့တိုင်းလိုလိုတိုက်ပွဲတွေဖြစ်နေတယ်ပြူးနေတာကျွန်တော်တို့ဒီဘန်ပွင့်တဲ့ကံကောဘက်တွေမှာရော ဒီဘယ်လိုပြောမလဲတပိတ်ချင်းတို့ခုနမှန်ကကျွန်တော်ရှိတဲ့နေရာတွေမှာဗာတိုက်ပွဲတွေကျွန်တော်နေရာကိုဖြစ်နေပါတယ်တီအန်လေးပူပေါင်းတက်ဖွဲ့တွေနဲ့ MD1 PDF ကဲ MMD ကျွန်တော်တချို့တွေလည်းတက်ဖွဲ့ဝင်တွေလည်းပါတယ်နောက်ကလည်းဆပ်ပိုးတွေနေပေးနေပြီးတော့အကုန်လုံးကျွန်တော်တိုက်ပွဲတွေကတော့နေရာနီးပါးဖြစ်နေတယ်ကျွန်တော်ကထည့်ပြီးတော့မဖတ်ပြတာပဲရှိပါတယ်အဲ့တော့အကုန်ပေါင်းချုပ်ပြီးတော့ပြောမယ်ဆိုရင်နေရာအစုံမှာကျွန်တော်ထိုးစစ်တွေတပြန်နေနဲ့ဆင်းနေပြီးတော့ ဒီတလားလားအတွင်းမှာလေတရင်ကောင်းတွေကျွန်တော်ဇက်တိုက်ဆိုလို့ရှင်းစင်နောက်စင်ကြားကိုရှိပါတယ်အဲ့တော့ကျွန်တော်ရှင်းမှာပြောခဲ့တဲ့အတိုင်းပဲဒီနေ့ကတော့ကျွန်တော်တော်လိုင်းတက်ဖို့မယ်လေအချိန်ကဲကျွန်တော်တို့အောင်ပွဲခံပဲနှစ်ပါပဲကဲတော့မင်းညာကျွန်တော်ဒီအုတ်ချုပ်ရမှုတွေအသက်ခံရတဲ့တရင်ကိုနားထောင်ခြင်းနေဆိုရင်တော့မင်းညာရုပ်တန်ပြီးတော့ပိုင်းမှာတော်ရုပ်ပြီးတော့နားထောင်လို့ရပါတယ်ကဲတော့ကျွန်တော်နောက်မှာအရင်ဆုံးစပြီးတော့ကြည့်ရမှာတော့အမေစုအသားငယ်ကင်အဲဒီမင်းညာကျွန်တော်အမေရိကန်ခီးစဉ်ကျွန်တော်ရောက်ရှိလာပြီးဘေးနားမှာဓာတ်ပုံတွေကျွန်တော်ခြာပြလာတယ်အဲ့တော့ သူဘာပြောလာလဲဆိုတော့ကျွန်တော်တို့ရဲ့မေးတော့လို့ပြင်းပြတဲ့ဆန္ဒအားတဲ့ဘာကြောင့်မှမငင်းစရာမဟုတ်ဆိုတဲ့ရုတ်တံဗီဒီယိုဖိုင်လေးကိုအရင်ဆုံးစပြီးတော့နားထောင်ကြည့်လိုက်ရအောင်ဗျာနေကောင်းလာမယ်မယ်သတ္တရိယတယ်မယ်မယ်ဆက်ရခုတယ် နိုင်ငံတော်သမရဝင်းမြင့်နိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ်တော်အောင်ဆန်းစုကြည်အပါအဝင်အယက်သားဆိုးရခေါင်းဆောင်တွေကို အာနာသိန်းစစ်ခေါင်းဆောင်တွေကဖမ်းဆီးအကျဉ်းချထားတာအခုဆိုရင်၄နှစ်ကျော်ကြာမြင့်လာခဲ့ပြီဖြစ်ပါတယ်။စစ်ခေါင်းဆောင်တွေဟာဒေါ်အောင်ဆန်းစုကြည်ကိုဘယ်နေရာမှာဖမ်းဆီးချုပ်နှောင်ထားတယ်ဆိုတာကို ပြည်သူလူထုနဲ့ကဘာကြီးကိုပေးမသိပဲတရင်အမှောင်ချပြီးပိတ်ပင်ထားပါတယ်။တားဖြစ်သူကင်ရရစ်ကတော့မိခင်ဖြစ်သူအမြန်ဆုံးလွတ်မြောက်စေခြင်းနဲ့သူ့ရဲ့ဆန္ဒဟာလီးတော်တစ်ခုလိုပြင်းပြနေတယ်လို့ <laughs> when looking at the sculpture of Meme that features in my artwork for her 80th birthday calendar, I can feel her unwavering spirit within it. And like her, my spirit remains unyielding, dedicated to her freedom. No force can extinguish this flame. I know the people of Burma share this flame of hope, this desire for freedom for real change and for a brighter future. Chino doye mi daulo pimpiate sandaha ba chama manien zeyabu. ကဲတော့ကျွန်တော်တို့မနေ့ကအထီးဆိုရင်ရက်ပေါင်းကျွန်တော်1500တိတိပြည့်သွားပါပြီအကျမ်းပဲကျွန်တော်စစ်ခွတ်တက်ကအမေဆုနဲ့တမရာကြီးအပေါင်းပဲနိုင်ငံရေးအကျဉ်းသူအကျဉ်းသားတွေကိုမတရားကျွန်တော်ဖမ်းဆီးထောင်ချကျွန်တော်အကျဉ်းချရတဲ့ကိစ္စဆိုတော့ကဒါကျွန်တော်တို့ အမေစုရဲ့သားကျွန်တော်အမေရိကန်ခီးစင်နဲ့ပတ်သက်ပြီးတော့သူ့ရဲ့ဒီကျွန်တော်မေးလောက်လို့ပြင်ပြတဲ့ဆန္ဒဟာဘာကြောင့်မှမငြိမ်းစရာဘောင်းဆိုမနေ့ကရုပ်တံပြီးတော့မှလို့ကျွန်တော်ပြန်ပြီးတော့ share ပေးတာပါအဲ့တော့ကျွန်တော်တို့နဲ့ပြည်သူတို့မှပဲအမေစုကအဲ့လောက်ကြီးစိတ်ပူပြီးတော့ချစ်ပြနေရင်းဆိုရင်အမေစုရဲ့သားကင်းဆိုရင်တော့ပြောပြစာကျွန်တော်စကားလုံးကိုမရှိတော့ဘူးကဲတော့ကျွန်တော်နောက်မှလာပါပြီကျွန်တော်ရှေ့မှာကျွန်တော်ဖတ်ပြသွားခဲ့တဲ့အိန္ဒိယဒီကျွန်တော်တို့အထက်လို့တော့အမှန်က တို့ဒီတမိုးမြုံနာကျွန်တော်ကဘောချိုင်ဝမ်းကိုမနစ်ပူရာကျွန်တော်ပြည်နယ်တွေကိုထည့်သွင်းပေးပါဆိုပြီးတော့အိန္ဒိယအထက်လို့တော့မှာအစုံတင်သွင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဇော်မဲလုံးဘာတွေပြောထားလဲဆိုတော့ကိစ္စရဲ့နောက်မှာဇော်မဲလုံးနဲ့ဆိုင်ကျုံမျိုးမင်းကိုကျွန်တော်ကပို့ပြီးတော့ကြိုက်တယ်ကျုံမျိုးမင်းတော်တော်လေးကိုပေါက်ကွဲပြီးတော့ခုနေ့ရလေခမားတို့အာနာရှင်လူလူစုရဲ့လက်ဆုပ်စာလူလူစုကြောင့်တိုင်းပြည်ကပျက်စီးရတော့မယ်နဲ့အခုလည်းဒီနေ့နောက်မှာထပ်ပြီးတော့မင်းအောင်လိုက်တဲ့အကျမ်းဖက်စစ်ခိုးတဲ့ကိုအဲ့ဒီကိစ္စရဲ့ပတ်သက်ပြီးတော့တော်တော်လေးကိုဒဲနေစော်ထားပါတယ်တစ်ချက်တော့စပြီးတော့ နားထောင်ကြည့်လိုက်ရအောင်မြန်မာအိန္ဒိယနေစာနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်မြန်မာအိန္ဒိယနေစာ1030မိုင်ကျော်ရှည်လျားပါတယ်1626ကီလိုမီတာရှိပါတယ်တိုင်းတာပြီး908မိုင်ကျော်ရှိပါတယ်ကီလိုမီတာအပြင်1460ကျော်တိုင်းတာပြီးဖြစ်ပါတယ်အများစုတိုင်းတာပြီးဖြစ်ပါတယ်ခုပြောဆိုနေတဲ့ကဘောချိုင်းဝမ်ဒေတာဆိုတာလဲရခိုင် တိုင်းတာပြည်ထဲမှာကျွန်တော်တို့အတိမတ်ပြည်ပြည်ထဲမှာပါပြီးဖြစ်ပါတယ်မြန်မာအိန္ဒိယနိုင်ငံနယ်ကြားသတ်မှတ်ချက်အနေနဲ့2014ခုနှစ်မေလ10ရက်နေ့မှာချုပ်ဆိုထားတဲ့မြန်မာအိန္ဒိယနိုင်ငံနယ်စပ်ဒေသပူးပေါင်းဆောင်ရွက်ဆိုင်ရာနားလည်မှုစာချုပ်လာလဲရှိပြီးဖြစ်ပါတယ်ကဘော်တိုင်းမှာဒေသနဲ့ပတ်သက်ပြီးပြောရမယ်လို့ဆိုလို့ရှိရင်ယခင်တော့လည်း 23ကလည်းအိန္ဒိယရဲ့အတိုက်ခံပါတီတစ်ခုဖြစ်တဲ့ BGP ပါတီကဒါတမူကလေးမင်းကြီးမျိုးနေတဲ့ပါဝင်တဲ့ကဘောချိုင်းမန်ဒေတာကိုပြန်ယူပေးမယ်ဆိုပြီးမဲဆွေတာမျိုးရှိခဲ့တယ်။ဒါတွေကိုလည်းကလေးမျိုးမှာရောမင်းကြီးမျိုးမှာရောကျွန်တော်တို့ဒေတာကန်တွေကစာနာပြကန့်ကွက်ခဲ့တာမျိုးတွေရှိပါတယ်။ဒါမျိုးကျွန်တော်အနေနဲ့ပြောကြားချင်တာကတော့မြန်မာနိုင်ငံအနေနဲ့အိန္ဒိယနိုင်ငံအတွက်အင်ဂျင်ကောင်းမိတ်ဆွေကောင်းဖြစ်အင်ဂျင်ကောင်းလို့ရတ္တီ စောင့်ရွက်သွားမှာဖြစ်ပါတယ်။အိန္ဒိယယူသားရဲ့လားဆိုတော့မေးကုန်။ကျော်ကြီးတဲဆော်။အိန္ဒိယဆိုယူသားရဲ့လားဆိုတော့မေးကုန်မယ်။အဲ့တော့ဒီနေရာမှာတစ်ဖက်လူကတော့ရှင်းပြရင်တော့တစ်ဖက်တစ်ဖက်နိုင်ငံအဖွဲ့အစည်းတွေကတော့ကျွန်တော်တို့ကိုကျွန်တော်နိုင်ငံအားနည်းနေတဲ့အချိန်စူးစီးညင်းမှုပြပြနေတဲ့အချိန်စီလုံးညင်းမှုမရှိတဲ့အချိန်မှာတို့ကတော့ဒီထိကပားရေကွာပြောချင်ပြောမှာပါဗျာ။ဒါပေမဲ့အဲ့ဒါလိုထိကပားရေကွာပြောနေတာကိုကျွန်တော်က journalist တောင်နေနေရင်ထဲမှာစိတ်မကောင်းဖြစ်တယ်။နာတယ်မကြည်မနှက်ဖြစ်တယ်။ဒေါသထွက်တယ်။စိတ်တူတယ်။ကျွန်တော်ကဒီလိုခံစားရတယ်။အခု မြန်မာအစိုးရကတော့အားမလည်းမပြောဘူးอืมဆဲနေရအဲ့လွတ်တော်မှာပြောသွားတာဘူးမြန်မာအစိုးရလူတွေသိရောသိရလားမသိဘူးမသိဘူးလေမနေ့ကသတင်းတွေပေါ်လို့ရနေ ပြီစပြီးတော့ဒီနေ့ဆိုရင်ကျွန်တော်တို့ပြောပြီးနှစ်ရက်ရှိသွားပြီပေါ်လို့ရနေပြီပြီးတော့အဲ့အိန္ဒိယမှာသွားပြီးတော့ထားတဲ့အိန္ဒိယမှာရောက်နေတဲ့မြန်မာတမတ်ကအလုပ်ကိုလုပ်ရလားอืมဒီလူအဲ့မှာသွားနေပြီးတော့ဗာလဲဟိုဟိုစီးဦးထားမှာစပြီးတော့စိန်ခံနေရလားမသိလားမြန်မာနိုင်ငံကတာတမန်ဖြစ်နေသူ့ကိုသွားပြီးဟိုခတ်ထားတာ ဟိုကသတင်းစာတွေမှာဒီလိုလေးပါလာရင်မြန်မာအစိုးရနိုင်ငံရေးဝန်ကြီးဌာနဓာတ်ရဲအကြောင်းကြားမှာမဟုတ်ဘူးလားအဲ့ဒါနိုင်ငံရေးဝန်ကြီးဌာနလည်းဗိုလ်ချုပ်ကြီးကိုဓာတ်ရဲသွားပြပြီးတော့ဗိုလ်ချုပ်ကြီးအိန္ဒိယဒီလိုပြောနေပြီကျွန်တော်ဘယ်လိုလုပ်ကြမလဲပြောမှာမဟုတ်ဘူးလားခင်ဗျားတို့ကပါလေခင်ဗျားတို့ကဘာလုပ်ကြတာလဲကျွန်တော်ခင်ဗျားတို့ပတ်ပတ်ဆက်ဆက်ပြောပြချင်နေကြပွန့်လွန်ပြောတယ်ဒါခင်ဗျားတို့ကဘယ်လိုလဲကျွန်တော်ပြောရင်ခင်ဗျားတို့ကကျွန်တော်တရားစွဲမှာထောင်နဲ့ထဲဦးမှာလုံးဦးမှာဒီကောင်လေးခင်ဗျားတို့ကနိုင်ငံကိုရောင်းစားဖို့ကြိုးစားနေကြတာလားလို့မေးချင်သေးပေါ့တေချာပေါ့နိုင်ငံကိုဒီလိုမျိုးသမျှစော်ကားမော်ကပြောနေတာကိုခင်ဗျားတို့ဗဇက်ကြီးတွေကပိတ်နေကြတာတာမန်ဒီလိုက်ကမလုပ်ကြတာ ဘာမှလည်းမတုံ့ပြန်ကြတာခင်ဗျားတို့ဘာလုပ်ကြတာယူသားကြရလားခင်ဗျားတို့ဘာတွေလဲကျွန်တော်တရားတွေစော်ပြီးအေးတော်လေးတော့ကျွန်တော်လည်းအန်အားသင့်လို့မဆိုဘူးဒီတိုင်းပြည်ကိုဒီတိုင်းပြည်ကိုအုပ်ချုပ်ခွင့်ရနေတဲ့သူတွေကကိုယ့်လက်ထက်မှာသူများကစော်ကားမော်ကားထိကပားကြီးကပြောနေတာတော့ငြိမ်ခံပြီးတော့ဘာမှလည်းပြန်မပြောနိုင်ဘူးသူကျွန်တော်တို့လိုမခံမရနေဖြစ်တဲ့ကောင်တွေထပြောတာလေကတော့မခံမနေဖြစ်လို့ထပြောတဲ့ကောင်တွေကိုနိုင်ငံချစ်ချစ်ပြေးပြမယ်မင်းတို့ကခဏနေပါဦးဆိုတော့မျိုးပုံစံမျိုးကျွန်တော်တို့ပြောရင်ပြောမှာအဲ့လောက်ပြောရင်ဒီလောက်ဆိုရင်ခင်ဗျားတို့အစိုးရလူတွေနာတတ်ရင်နာစမ်းပါဗျာခင်ဗျားတို့တိုင်းပြည်ချစ်တယ်ဆိုတော့ဘာချစ်တာလဲ ဆိုမေးတယ်ချစ်ချစ်လေးဘာတိုင်းဖြစ်တာလဲဘယ်ဟုတ်ချစ်တာငါတိုင်းဖြစ်တယ်ထိုင်ကုန်နေရာရလို့ဝင်ထိုင်နေကြတာလားဈေးခံကောင်းဝင်ထိုင်နေကြတာလားကျော်ကြီးမေးတိုင်းဖြစ်တာဆိုတော့ထိုင်ကုန်နေရာထိုင်ပြီးရင်တိုင်းဖြစ်ချစ်ချစ်ဖြစ်ချစ်ထိုင်ကုန်နေရာထိုင်ပြီးရင်တိုင်းမီနဲ့ပတ်သက်ရင်အလုပ်ကိုလုပ်အောင်မတာဝန်ရှိတယ်ဟွန်းတမန်တော်ကမဟုတ်တော့ဘူးကြာနိုင်ငံတိုင်းဝင်ကြီးဆန္ဒလဲရောဒီလက်ရှိနိုင်ငံတော်ကြီးအုပ်ချုပ်နေတဲ့ဗိုလ်ချုပ်ကြီးမရောက်လာရောပဲခမရောဗစက်ကြီးပြိတ်နေကြတာဘာလို့နေကြတာလဲခမရောကြော်ကြီးမေးပြီဒီကောင်လေးစောင်းကနှစ်ကြိမ်ရှိသွားပြီအိန္ဒိယလောက်တာနှစ်ကြိမ်ရှိသွားပြီတစ်ကြိမ်တော့နှစ်ကြိမ်ရှိသွားပြီ တော်တော်လေးကျွန်တော်တို့တိုက်ပြီးကဘာဖြစ်နေလဲဆိုတော့ခေါင်းဆောင်လုပ်တဲ့သူတွေလည်းခေါင်းဆောင်စိတ်ရှိလားမရှိလားမသိဘူးအောက်ကတာမန်ကျွန်တော်တို့လေယာအလိုက်အလှော်လိုက်အလှော်လိုက်ပုံကိုတွေကလည်းဟိုညံညံသွေးကြက်ကောပြေကြရလားမသိဘူးဘလို့ဟာတွေနဲ့ကျွန်တော်တွေ့နေသည်တိုက်ပြီးမှာကျွန်တော်စဉ်းစားလို့မရဘူးဥကကျွန်တော်တို့တိုက်ပြီးမှာအုပ်ချုပ်နေတဲ့ခေါင်းဆောင်တွေတိုက်ပြီးတကယ်တော့ချစ်ကြရလားကျွန်တော်စဉ်းစားလို့မရတော့ရောင်းစားဖို့ကြံတယ်ချစ်ကြရလားခင်ဗျားတို့ဗျာတကယ်တော့တိုက်ပြီးချစ်ကြရလားတိုက်ပြီးတကယ်တော့ခင်ဗျားတို့လက်ထဲမှာခင်ဗျားတို့လက်ထဲမှာဒီတိုက်ပြီးရဲ့တိုက်ပြီးရဲ့ကံကြမ္မာကြီးကိုခင်ဗျားတို့လက်ထဲမှာကျွန်တော်ထားရတာကြောက်တောင်ကြောက်လာတယ်ခင်ဗျားတို့ တိုင်းပြည်ကံကြမ္မာခင်ဗျားတို့လက်ထက်မှာထည့်ထားရတာอืมပြောလာခင်ဗျားတို့ကခင်ဗျားတို့ယူသွားတာခင်ဗျားတို့ကခင်ဗျားတို့ကင်ထားပြီးတော့ခင်ဗျားတို့ကခင်ဗျားတို့လုံချင်လုံနေတာမျိုးပြီးတော့ကျွန်တော်တို့တန်ဖိုးကျွန်တော်တို့ပွင့်လာပြန်တိတ်ကိုကျွန်တော်တို့စိုးရင်လာတယ်อืมဒီတိုင်းပြည်ကံကြမ္မာခင်ဗျားတို့လက်ထက်မှာနော်ဟွဒီပြည်ကံကြမ္မာခင်ဗျားတို့လက်ထက်မှာอืมကျွန်တော်တို့ရဲ့ဘဝတွေအသက်တွေဘဝတွေအကုန်လုံးခင်ဗျားတို့လက်ထက်မှာอืมခင်ဗျားလုံချင်တဲ့ရှောက်လုံနေတာတွေကျွန်တော်တို့အကုန်ဒုက္ခအကုန်လုံးနေမယ်ခင်ဗျားတို့လေကျွန်တော်ကြည့်ရတာစိတ်ထဲမှာတော့စင်မပြေဘူးဗျာကျွန်တော်ပွင့်လာပြန်ရင်ထဲမှာတော့ တော်တော်ကြီးတယ်အဆိုင်ခဲကခင်ဗျားတို့ကျွန်တော်ကြည့်နေရတဲ့အဆိုင်ခဲသိကြည့်မရတဲ့အဆိုင်ခဲတော်တော်ကြီးတယ်အဲ့ဒါကျွန်တော်ဒီလောက်ပဲပြောရတာဘူးတဲ့ပေါင်လေးရမယ်ဒီလောက်ပဲပြောလို့ရဒါတော့ကြော်ပြောရင်လေဟိုကဘာမှမဖြစ်ဘူးကျွန်တော်ကထောင်ထဲရောက်မှာဟွန်းနပိကျော်စားအားစရာကောင်းတယ်နော်မြန်မာနိုင်ငံမြန်မာနိုင်ငံရဲ့နံပါတ်1ခေါင်းဆောင်ဟွန်းနံပါတ်1ခေါင်းဆောင်ပုံစံဦးကြီးမရောက်လာရင်နံပါတ်1မြန်မာနိုင်ငံသူအကြီးဆုံးပဲသူလည်းကြည့်ရတယ်မရှိတော့သူ့ကိုမေးလေသူမဖြေနိုင်ဘူးတတိုင်းပြည်လုံးမှာဩသာအကြီးဆုံးခေါင်းဆောင်ဖြစ်ပါလေနဲ့ဒီလိုမျိုးဖြစ်နေတဲ့ပြဿနာတွေအကုန်လုံးငါတို့ဘယ်နဲ့နဲ့တွေ့မှာပြီးအောင်လုပ်နိုင်မလဲလို့မေးကုန်မေးရင်သူမဖြေနိုင်ဘူး မယုံရင်ခင်ဗျားတို့ဗိုလ်ချုပ်မှုကြီးနဲ့တွေ့ခွင့်ရတဲ့သူတွေမေးကြည့်ပါကျွန်တော်မင်းကျွန်တော်ကမေးတယ်လို့ဗိုလ်ချုပ်မှုကြီးဗိုလ်ချုပ်မှုကြီးကိုကျွန်တော်ကမေးတယ်အဲ့ဒီဟိုကဘာလဲဒီတိုက်ပြီးမှဖြစ်နေတယ်အခုလူတွေတက်ဖြတ်သေးချင်းစပွဲရပွဲအဲ့ဒါတွေဘယ်နှစ်အတွင်းမှာပြီးမှာလဲဘရော့လောက်ကြရင်ငင်းချမ်းအောင်ငင်းချမ်းရေးရအောင်တင်းငင်းအေးချမ်းတော့လုတ်ပေးနိုင်မှာလဲလို့မေးတယ်ဗိုလ်ချုပ်ကြီးမှုကြီးမှာလုံနိုင်တဲ့အစွမ်းအစားကိုရှိသေးရလားလို့မေးတယ်လို့ဒါမေးတာမေးတာမေးချလိုက်တော့ပွင့်လင်းပြောတာဒါဆိုကျွန်တော်ကအဲ့လိုတော့မေးလို့ရမယ်ထင်လို့မေးတာ ကဲတော့ကျွန်တော်တို့ကြားတဲ့အတိုင်းပဲကြော်မျိုးမေးငါတော့ငပိကြော်နံလေးတွေသိနေပြီတကယ်လို့မပူပါနဲ့မင်းထောင်ထဲရောက်နေဆိုရင်ငါလူုံနဲ့နိုင်ငံသားနဲ့ငပိကြော်တွေပါရင်ငါလှမ်းပြီးတော့ပို့ရအောင်မယ်ကျွန်တော်ကလည်းဒီကောင်မြန်မြန်ငပိကြော်စောင်းလို့အချုံနဲ့မပြီးတော့လှော်ပေးထားလိမ့်ဆိုတော့ကသူပြောရတာကျွန်တော်အမှန်လေးပါပဲဒီတခါတော့ဒီကောင်ပြောတော့ဘာလို့ထောက်ခံလဲဆိုတော့ကျွန်တော်တို့ပြည်တွင်းစစ်ကပြည်တွင်းစစ်ပဲဒါအာဏာရှင်ကိုကျွန်တော်တတ်ထုတ်တာတတ်ထုတ်တာတခြားမဖြစ်ဒါပေမဲ့နိုင်ငံတကာနိုင်ငံလက်တနိုင်ငံဖြစ်လာပြီးဆိုရင် ကိုယ်နိုင်ငံနဲ့နေမင်းကျွန်တော်တက်လက်မောင်းမှာဘယ်နိုင်ငံမှာကျွန်တော်မဘေးနိုင်နေတော့ဒါကမြန်မာနိုင်ငံသားတွေပြည်တော်စုကျွန်တော်ချစ်တဲ့စိတ်ပဲတော့ဒီကောင်ပြောရတာအဲ့ကိစ္စကလည်းမှန်တယ်လို့ကျွန်တော်ထောက်ခံတယ်အဲ့လိုပြောချင်တာကတော့ဒီရဲ့ဘိုင်းမှာဂျုံမျိုးမရငါပြည်ကျော်စားကြည့်နေသူပါတယ်မင်းကမင်းကလည်းကျွန်တော်တီမင်းနဲ့ရုပ်တံပြီးလို့ဖိုင်မှာလည်းတူပထွေးမင်းအောင်လည်းစစ်ခွေးအုပ်စုကိုခမားတို့လက်တဆုပ်စာလူစုကြောင့်တိုင်းပြည်ကပြည်ကင်းဆိုင်ရပြီးအခုလည်းခမားတို့ဘာလို့မလဲခမားတို့တိုင်းပြည်ချစ်တဲ့ရှေးဟိုးရှိသေးလို့လားတိုင်းပြည်ကိုရောင်းစားနေရလားဆိုပြီးတော့တူပထွေးမအားလားကိုလမ်းကြုံမေးလိုက်ပါတယ်ဂျုံလုံးကမေးပါတယ် ီအခုတော်လိုင်းကြီးကဘယ်တော့မှပြီးမှလည်းဆိုတော့ကမင်းမထွေးမင်းအောင်လောင်တော်မမင်းနဲ့အဲ့ဒီအဖြစ်ကိုအတိအကျပေးရင်ဒါတော်လိုင်းကြီးတက်ဖို့ဝင်နေမြမပြည်သူလူလူပဲဆိုတော့ကမင်းမထွေးမင်းအောင်လောင်အစွမ်းစားမရှိလို့အဲ့ဒီအဖြစ်ကိုတော့မင်းတော်မမင်းနဲ့သူဖြစ်ပြီးမှမဟုတ်ဘူးဆိုတော့ကတကယ်လို့ဒီအပိုင်းတွေမှာကြုံမျိုးမင်းဒီရင်းနေရလောက်ပျောက်သွားနေဆိုတော့ချိန်တိပါလေစစ်ကြောကြီးကိုခေါ်ပြီးတော့အထူးတော်ခါမှာတော့ဒီဗီဒီယိုဖန်ကြောက်ကျွန်တော်80ပါးစားလောက်ကချိန်တိဖြစ်ဖို့များပါတယ်အဲ့တော့မပူပါနဲ့ငပိကျော်တော့ကတော့အနိုင်ငယ်ချားနေလှမ်းပြီးတော့ပို့ပေးနိုင်ပါလေကဲတော့ကျွန်တော်နောက်မှာ နောက်ဆုံးမိတ်တပုတ်အနေနဲ့မနေ့ကညကျွန်တော်တင်ပေးထားတဲ့ပြူခွေးကောင်းဆောင်အမျိုးယုံငပေါကုန်းမှာမန္တလေးမှာကျွန်တော်ဓမြတိုက်ပြီးတော့သူ့ရဲ့ပြူခွေးတွေဓမြတိုက်ကျွန်တော်ခိုးလို့ရတဲ့ပတ်စံတွေနဲ့တယောက်ကိုကျွန်တော်တို့ပတ်စံတစ်သောင်းစီစာရိုက်ထဲထဲပေးပြီးတော့အချုံထဲမှာမလာခဲ့သေးတယ်။အားလေမင်းတို့ကောင်တွေစိတ်နဲ့မကြားနိုင်တဲ့စစ်တပ်ကမင်းတို့ကောင်တွေချရောက်ပြတ်သွားလိုက်တဲ့မြေခွေးတစ်ခွက်ကတော့ပေးလိမ့်မယ်ဆိုတော့ဟိုမှာမြေခွေးကယာမမ်းမသိမယာမမ်းမသိအထက်လူကြီးတွေကမြေခွေးတွေပုံထားလို့နောက်မှလည်းအမျိုးမျိုးငပေါက်ထပ်ပြီးတော့ဖော်ကောင်တွေလုံထားပါလေဆက်ပြီးတော့နားထောင်ကြည့်လိုက်ရအောင် ဲ့တော့ကိုယ့်ရဲ့တက်မလို့ရားတွေကိုလည်းအတုံးချထိုးကျွေးခံတတ်တဲ့ဥစဉ်တော့အဖြစ်မခံဘူးအဲ့တော့နိုင်ငံတော်လူကြီးတွေစီမံချက်တော့ရှိမှာပါဘာလို့လဲဆိုတော့ပြည်သူစစ်တေတောင်မှဒီဥစဉ်တော့သေမမြေပေးတယ်ဆိုတာဟောင်းမလို့ရှင်ဘူးသေမတက်မလို့ရားတွေကိုမြေပေးတယ်ပြည်သူစစ်တေလည်းသေမမြေရတယ်ဆိုတာဟောင်းဥစဉ်တော့မလို့ရှင်ဘူးနိုင်ငံတော်ကြီးကနတ်သက်ကဥစ္စာတောင်ရှိပုံကူများအနေနဲ့ ်ခြေရွက်လည်းပြဘလို့မှလုံးစားလို့မရတော့ဘူးလေမြေရပေးရမယ်ပေ60ပေ60ကွယ်6ပြီ3ပြီလေဦးဇင်းတို့မန္တလေးပြည်ကြီးတို့ကွယ်နဲ့မှာဆိုလို့ရှိရင်ပတ်လိုက်ပြီဒီအများကြီးမန္တလေးကန်ကြီးကုန်းနယ်ထဲမှာဆိုလို့ရှိရင်အဲ့ဒီမှာခင်ဗျခရိုင်အုပ်ချုပ်မှုတွေခရိုင်မှုတွေဒီလူတွေအကုန်လုံးတော်တော်များများရဲမှုတွေဘုံမှုတွေအကုန်လုံးအကုန်လုံးအဲ့ဒီမှာခင်ဗျအကုန်လုံးဥစားတာမြေွယ်ကြီးတွေကြားတယ်နော်ဖော်ပေါ်နေလို့ပြီးပေတရာပေ80ပတ်လေလောက်တွေရှိတယ်အများကြီးမြေတွေဥစားတာခိုးလာတဲ့ကိစ္စကဲ ဲ့ဥထားတဲ့တွေရထားတဲ့တွေအဲ့ဒီမြေတွေတို့ကသူတို့ကမရှိလဲအကြောင်းမရှိဘူးဒီနေရာတွေမှာသူတို့တွေအများကြီးပဲမြေခွက်တည်းရအများကြီးပဲပောက်ကိုတော့ပြောတဲ့ဇကားကိုအားလုံးကလက်မခံနိုင်ဘူးဆိုလို့ရှိရင်လက်သက်ကတောင်ရှိလူကြီးမင်းများအနေနဲ့အဲ့နေရာတွေကိုစဉ်းကြည့်လိုက်ရှိပြီးတဲ့လူတွေဘုံမှုကြီးတွေอืมဘုံမှုကြီးတော့ပိုင်တဲ့ဘုံမှုကြီးတွေပေါ့လောက်ပြီလောက်ပြီခေါင်းအောင်လောက်တော့မယ်ဒီချွတ်ချွေးဥတွေอืม ဒါလို့ပြောရင်ခင်ဗျားတို့ကမကြိုက်ဘူးမကြိုက်ဘူးကဲတော့ကျွန်တော်တို့အမျိုးရုံငပေါက်ကတော့စစ်ခွေးတွေအတွက်ကိုကျွန်တော်တို့မြေခွေးတွေပေးဖို့အတွက်ဆိုပြီးလိုင်းမုံမှာဖော်ကုန်တွေလုတ်သွားတယ်ဆိုတော့ကဒါမြေခွေးတွေမရရင်လည်းနောက်ဆုံးကျွန်တော်6ပွေ3ပွေလောက်ရရင်လည်းမဆိုးပါဘူးကဲတော့ကျွန်တော်ဒီနေ့မနေ့ပိုင်းလေးရတော့ကတော့ဒီရုပ်သံဗီဒီယိုဖိုင်လေးနဲ့ပဲအဆုံးသတ်ထားပါတယ်အဲ့တော့ဒါကရီနီဘက်မှာကျွန်တော်တိုက်ပွဲတွေတော်တော်လေးကိုပြင်းထန်နေပါတယ်ကျွန်တော်ကရီနီကမိုးပြင်းမျိုးဆိုရင်ကရီနီကကျွန်တော်တကားပေါက်လို့ကျွန်တော်ပြောလို့ရပါတယ်အဲ့တော့ ဒီဂရင်းဒီမှာရှိတဲ့ online တက်ဖို့ဝင်နေရတယ်မိုးပြင်းမျိုးကျွန်တော်ပြန်လဲလက်မလို့ရရင်အတွက်ဆိုပြီးတော့စစ်ကုံစီရတယ်ကာမီကာစီဒရုန်းတွေနဲ့ရောဒရုန်းတွေကအများကြီးနဲ့ကျွန်တော်လက်နဲ့ကြီးလေရင်နဲ့ပါသုံးပြီးတော့မိုးပြင်းမျိုးပြန်လဲရရှိဖို့ထိုးစစ်တွေစင်ရဲတို့ကြောင့်ဂရင်းဒီဘက်ကရင်းဖို့တွေနှိမ့်တိုင်းဒီဘက်တိုက်ဖို့တွေပြင်းထန်နေပါတယ်အဲ့တော့ ကျွန်တော်မုံမာတယ်ခရင်ဒီဘက်ကတော်လိုင်းရက်ဘော်တွေကိုထောက်ကူခြင်းနေဆိုရင်တော့ကျွန်တော်ကိုမောက်မှာလေလေးလေးခြာပေးထားပါတယ်သူတို့ရောင်းတဲ့ထောက်ပို့ထီလေးကိုတွားရောက်ပြီးတော့ကျွန်တော်ဝယ်ယူကန်ဆိုင်းနေပေါ့ရင်ယူမပေါ့ရင်ကူဆူတဲ့အတိုင်းပဲကျွန်တော်ရဲ့ကိုမောက်ကလေလေးလေးရတယ်တွားရောက်ကျွန်တော်ဝယ်ယူပြီးတော့ထောက်ကူပေးပါအောင်လို့ကျွန်တော်ဒီနေ့ကနေစပီကာလေးလုံးပင်းနဲ့ညကြမှာပဲနောက်ထပ်သတင်းကောင်းရုပ်တံဗီဒီယိုပိုင်းလေးနဲ့ပြန်လာခဲ့ပါဦးမယ်အဲ့တော့ကျွန်တော်အားပေးတဲ့အမေသား